အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ20ရက်နေ့ရနောက်ဆုံးရအာဆင်ရဲ့သတင်းလေးပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးပုဂ္ဂိုလ်ကတော့မာကာသတင်းစာဖော်ပြထားတဲ့သောမတ်ပါတီသတင်းနဲ့ကျွန်တော်စလိုက်ရအောင် ်စပိန်လာလီဂါကလပ်ဘာစီလိုနာ အသင်းကအာဆင်နယ်နဲ့နွေရာသီမှာစာချုပ်တံတန်ကိုဆုံးမဲ့တောမတ်ပါတီကိုအနီးကပ်စောင့်ကြည့်မှုတွေလုပ်နေတယ်မာကာသတင်းစာရဲ့ဖော်ပြထားချက်ရဆိုရင်တော့သူတို့ရဲ့ ဒါစပိန်လာလီဂါပြည်တွင်းပြိုင်ပွဲလည်းဖြစ်တဲ့အက်တလတီကိုမက်ဒရစ်အသင်းနဲ့အပိုင်တော်မက်ပါတီကိုနားချပြီးတော့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့ဖော်ပြသွားပါတယ်။အဲ့တော့အလွတ်နဲ့နှွေမှာထွက်ခွာဖို့ရာဂိုင်းလုံးများနေခဲ့တဲ့တော်မက်ပါတီနဲ့ပတ်သက်ပြီးလိုချင်တဲ့သင်းတွေအများကြီးရှိတယ်။အဲ့မှာအီတလီဘက်ကကလပ်တွေကစပိန်လာလီဂါကကလပ်တွေကပေါ့လေဒီနေရာမှာအခြားနာမည်ကြီးသတင်းထောက်တယောက်လည်းဖြစ်တဲ့ဆမ်မီမိုဘေ81ရဲ့ဖော်ပြထားချက်ရဆိုရင်တော့တော်မက်ပါတီနဲ့ဂျော်ဂျင်းညိုနှစ်ယောက်စလုံးကိုအာဆင်နယ်ကနှွေရသည်မှာအလွတ်နဲ့ထွက်ခွာဝင်ပြိုးအတွက်ရာဂိုင်းလုံးအများများနေပြီဆိုပြီးအတီးပြု ့ဝါတယ်အဲ့တော့လက်ရှိအချိန်မှာမိခေးအိုက်တာကတော့အတင်းတာဝန်ရှိသူတွေဆွေးနွေးမှုလုပ်နေတဲ့စာချုပ်တက်တန်းကိစ္စတွေမှာပါတဲ့ပါတီနဲ့ပတ်သက်ပြီးအရေးမို့ပြောထားရင်မဲ့ဆွေးနွေးမှုတွေအဆင်မပြေခဲ့ရင်လာမယ့်နှစ်လလောက်ဆိုရင်တော့ပါတီကအလွတ်နဲ့အတင်းကနေဖောက်ခွာသွားဖို့ရှိနေပါတယ်အဲ့တော့2020တုန်းကစာချုပ်ဖြတ်သိမ်းရေး UO တန်း90နဲ့ TIGO စီကနေခေါ်ခဲ့ပြီးနောက်ပိုင်းမှာအခုဆိုရင်တော့ TIGO ကသူတို့ရဲ့ကစားသမားဟောင်းကိုအလွတ်နဲ့ပြန်လည်ခေါ်ဖို့အတွက်ပြင်ဆင်နေတယ်ဘာစီလိုနာရော TIGO ကတော့လက်ရှိအချိန်မှာပါတီအတွက်ရွေးချယ်စရာ option တစ်ခုပေါ့လေဒီထဲမှာတချို့သတင်းတွေကြားချက်ရတော့အာဆင်နယ်က ပါတီကိုတက်တန်းတိုးခြင်းမဲ့အမှုကိစ္စတချို့မပြီးပြတ်တာရဲ့အသက်30ကျော်ကစားသမားတချို့ကိုတစ်နှစ်ပတ်တက်တန်းတိုးခြင်းတဲ့ကိစ္စရဲ့ရှိတာဖြစ်တဲ့အတွက်ပါတီနဲ့ညှိမြခဲ့ရင်တော့တက်တန်းမတိုးဘဲအလွတ်နဲ့ထွက်ခွာခွင့်ပြုဖို့ရှိနေပါလေအဲ့ဒါ32ရက်ခါနာသားနှွေမာတက်တန်းကိုနဲ့ခါဘယ်အသင်းကိုရောက်သွားမလဲမသိရင်မဲ့လောလောဆယ်တော့ဘာစီလိုနာနဲ့အက်တလက်တီကိုမက်ဒရစ်ကတော့အနည်းဆက်ဆုံးစောင့်ကြည့်မှုတွေလုပ်နေပါတယ်တပတ်ကိုပေါင်2သိန်းထိအာဆင်နယ်ကပေးချေထားတာဖြစ်တယ်လို့တစ်ဖက်ကဂျော်ဂျီညိုလည်းတပတ်ပေါင်3သိန်း1000ပေးချေထားတယ်အကယ်၍ဒီကစားသမားနှစ်ဦးစလုံးကိုနှွေမာ လက်လွတ်လိုက်မယ်ဆိုရင်တော့အာဆင်နယ်ဒီတစ်နှစ်ကိုပေါင်16တန်းချူချော်လောက်တက်တာသွားမယ်ဒါသည်ပြန်ပြီးအင်ကန်းဝင်မဲ့ကစားသမားတွေကိုပေးနိုင်မဲ့လောက်ခလာစာအနေထားရလဲတဖက်တလန်းညီပြန်ပြီးတော့အပေါင်းလက္ခဏာဆောင်းနိုင်တယ်ဗောလေအဲ့ဆိုလောက်ခလာစာကြောင့်ကြာအသက်ရွယ်ကြောင့်လားတော့မသိဘူးဒီကစားမနှစ်ဦးစလုံးအာဆင်နယ်တို့ကတက်တန်းတိုးဖို့တဆိုင်အလွတ်နဲ့လက်လွတ်ဖို့ကပိုပြီးနီးစက်နေဆိုပြီးတော့ဆမ်မီမိုဘဲ81ဖော်ပြထားပါတယ်မာကာရဲ့ဖော်ပြထားချက်အရဆိုရင်တော့ဘာစီလိုနာတော့မှတီကိုထပ်ပိုပြီးတက်ကြွနေဆိုပြီးတော့ရေးသားထားပါတယ်အဲ့လို့ဆိုတော့ ော်မတ်ပါတီနဲ့ပတ်သက်ပြီးတော့စာရုပ်သက်တမ်းတိုးစီနဲ့ကျွန်တော်ညီကိုမောင်နှမတွေရဲ့စကားကိုလည်းကျွန်တော်နှိမ့်တိုင်းကြားပါတယ်။ဒါပေမဲ့ကျွန်တော်တို့မမြင်နိုင်တဲ့နောက်ွယ်ရကိစ္စတွေကအများကြီးရှိတာပေါ့လေ။အတင်းကဒီကစားမိုင်းအမှုကိစ္စမပြီးပြတ်တဲ့အပိုင်းရှိတယ်လို့တစ်ဖက်မှာလည်း injury ပဲချင်းဆိုပြန်ပြီးဖြစ်သွားနိုင်တဲ့အသက်ရဲ့ပိုင်းခြားပြီးတော့အတင်းရဲ့ policy ကအသက်၃၀ဆောကစားသမားတွေနဲ့ပတ်သက်ပြီးကင်တွယ်တဲ့နှစ်ကာလ contract လည်းရှိတာဖြစ်တဲ့အတွက်ပေးရတဲ့လောက်ခလာစာလည်းဒါအတင်းနဲ့ဆိုရင်ပေါင်နှစ်သိန်းဆိုတာကလည်းပြန်ပြီးစစ်ဆေးရမယ်နေတာရှိတာဖြစ်တဲ့အတွက်ဥရောမှာဆက်ပြီးနေခြင်းနဲ့ပါတီကလည်းအခြားအတင်းတွေနဲ့ option တွေရှိရ ာဖြစ်တဲ့အတွက်လွယ်မြောင်နဲ့ခတ်နေတဲ့စာချုပ်အနေထားဖြစ်ပါတယ်ကျွန်တော်ကတော့ပါတီအာဆီနမှာဆက်ပြီးရှိနိုင်ခြင်းရာခိုင်နှုန်းနည်းသွားပြီလို့တော့လက်ရှိချိန်မှာထင်နေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ The Sun သတင်းထောက် Jordan Davy ဖော်ပြထားတဲ့ ဂျက်ကူခီဗီယိုနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါအီတလီကလပ်တွေဖြစ်တဲ့ AC မီလန်နဲ့နာပိုလီတို့ကတော့ခီဗီယိုကိုခိုးချင်တာဖြစ်တဲ့အတွက်အနီးကပ်စောင့်ကြည့်မှုလုပ်နေတယ်။သဆိုင်ရဲ့ဖော်ပြထားချက်ရစွင်တော့ဒီကလပ်အသင်းနှစ်ခုကခီဗီယိုနဲ့ပတ်သက်ပြီးလာမယ့်လွေရာသီမှာအပြိုင်ကမ်းလှမ်းသွားဖို့ရှိပြီးတော့အဲ့ဒီရဲ့ကမ်းလှမ်းချက်တွေထဲမှာကစားသမောင်းပုံမှန်ပွဲထွက်ခွင့်တနေရာဆိုတဲ့မမောလောက်ဖွဲ့ရာပွဲကစားချိန်ထဲမှာကမ်းလှမ်းသွားဖို့ရှိဆိုပြီးတော့သဆိုင်ကဖော်ပြထားပါတယ်။အဲ့တော့ပွဲကစားခွင့်နဲ့ပတ်သက်ရင်စောရကမတက်ဘဲနဲ့အာဆင်နယ်မှာအေးစေးစေးနေလိမ့်ရှိတဲ့ဒီကစားမှာတော့ထုံမပြောယူမယ်ကစားသမ မတူးနေနဲ့ပွဲကစားခြင်းမှာပဲအာရီတာရဲ့လက်ရှိချိန်မှာဂေဗီယယ်မခိုင်အင်ဂျူရီဖြစ်သွားလွန်းလို့ဒါကီဘီယိုကိုအသုံးပြုပေမဲ့အကိဒါ ဂေဗရီယသာဒံယာမရခင်ခီဘီယောဒီလက်ရှိချိန်ထိအရန်ကုန်မှာပဲရှိနေရပါလက်ဘက်ပိုဇီရှင်မှာလည်းသူအဆင်မပြေဘူးစင်တာဘက်မှာကလည်းကစားသမားနှစ်ဦးရတူကိုအနာပေးပြီးသူ့ကိုထည့်သွင်းဖို့လည်းဘယ်တုံးကမှအစီအစဉ်မရှိခဲ့ဘူးအခုအင်ဂျူရီရသွားလို့သာထည့်သွင်းရင်းနဲ့အသင်းကလည်းဒီစားသမားပေါ်ယုံကြည်မှုရှိလို့ကစားသမားလည်း quality တက်လာလို့ပြောလို့ရပါလေ2023စောင်းစည်းကွက်တုန်းကကျွန်တော်တို့ Euro 25တန်းနဲ့ဝယ်ခဲ့တဲ့ကစားသမားတော့ဈေးကွက်ထက်မှ Euro ဒါ22တန်းကျော်ကျော်ပဲ ဈေးကွက်တန်ကြီးရှိသေးတယ်။အကြိမ်များအဲ့အနှစ်သိန်းကအပြိုင်လာပြီးကန်းလဲမဲ့ဆိုရင်တော့ကျွန်တော်ကယူတန်း30ကျော်မယ်လို့မထင်ဘူး။အဲ့အတွက်အာရီတာတို့ကအသိန်းရဲ့လောက်ခရစားအနည်းဆုံးကစားသမားကိုဆက်ပြီးထိန်းသမားရောင်းချသွားမလား။ကစားသမားရဲ့စံနှံကတော့နှွေးမဘလို့ဖြစ်လာမယ်။စောင့်ကြည့်သားအောင်ပါဗောလေ။သတင်းထောက်ချာဝက်စ်ကတော့မှအင်တာဗျူးချို့မှာပြောထားတွေ့တယ်။အာဆင်နယ်အနေနဲ့လာမယ့်လူရသည်မှာဂက်ချက်ခုခီဝီယောကိုမရောင်းချဖြစ်ခဲ့ရင်ခက်စစ်တန်းနဲ့ပတ်သက်ပြီးအင်အားဖြစ်တယ်မျိုးခဏမေးထားလို့ရတယ်။အကြိမ်များခီဝီယောကိုရောင်းချဖြစ်ခဲ့ရင်တော့သူတို့လက်ရှိပြတ်မှတ်ထားနေတဲ့ကစားသမားတအူးတော့ပြန် ံပြီးအစားထိုးရနိုင်ရှိတယ်အလုပ်တစ်ခုပိုသွားမယ်ဆိုတဲ့ဘောပေါ့လေအဲ့ဒါဆိုကီဗီယောကဂေဗရီယယ်အင်ဂျူရန်နေပြန်လာရင်တော့မှအသင်းမှာအရန်လူဖြစ်ဆက်ပြီးရှိမယ်ဆိုရင်တော့အီတလီကလပ်တွေစီကိုထွက်ခွာတားနိုင်ကြများတယ်ဒါပေမဲ့အာဆင်နယ်မှာလည်းအနိုင်ဖဲတစ်ချက်ရှိတယ်အဲ့ဒါက2028ခုနှစ်တိတက်တန်းရှိသေးတဲ့ပိုလန်သားကိုအေးစစ်စစ်ဆက်ပြီးထိန်းထားလို့ရတယ်ပရိုကစားသမားတွေဆိုတာကစာချုပ်တက်တန်းအနေထားကိုဦးစားပေးရတယ်ကိုယ်စိတ်ဆန္ဒရထွက်ချင်တိုင်းထွက်လို့မရဘူးဒါကြောင့်မလို့အာဆင်နယ်တို့ကီဗီယောကိုလာမယ့်နေ့မှာရောင်းမှာမဟုတ်သေးဘူးလို့ပဲကျွန်တော်ကတော့ယုံကြည်ထားပါတယ်ဒီစားမား တော့အာဆင်နယ်တင်းထွက်ပွဲထွက်ပြီးကစားထားတဲ့အထူးသဖြင့်ဆာလီဘာနဲ့တွဲပြီးဆော့ထားတဲ့ပွဲ20မှာရှုံးပွဲမရှိသေးဘူး14ပွဲနိုင်6ပွဲတည်ကြထားပါတယ်ကလင်းရှစ်9ပွဲထိရောက်ထားပါတယ်ခီဘီရောအာဆင်နယ်မှာစပီးရှိနိုင်လားမရှိနိုင်ဘူးလားဆိုတော့လာမယ့်နေရာဒီမှာကျွန်တော်တို့စောင့်ကြည့်သွားရအောင်ပါ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါချန်ပီယံလိဝင်ခွင့်အတွက်အကျိတ်နယ်ရှိလာခဲ့တဲ့ထိပ်ပိုင်းအသင်းတွေပေါ့လေအခုဒီနေ့ရာသီကကျတော့ Title Re အကျိတ်နယ်ရှိတာမဟုတ်တော့ဘူး Title Re ကအမှတ်ပြတ်သွားတာဖြစ်တဲ့အတွက်ကြည့်လို့မကောင်းတဲ့ဇလံဖြစ်သွားပြီဒါပေမဲ့ချန်ပီယံလိဝင်ခွင့်127ရအသင်းတွေကတော့တကယ်ကိုအကျိတ်နယ်ရှိတယ်ဒီနေ့မှာအဆင့်1နဲ့2ကအသင်းတွေဖြစ်တဲ့ Liverpool နဲ့ Arsenal ကိုခဏဖယ်ထားလိုက်မယ်ဆိုရင်တော့မှအဆင့်3 4 5 6ခွန်ဆိုတဲ့အဲ့ဒီ၅အသင်းကတော့ ော်တော်လေးဥမှာအကျိတ်နဲ့ရှိတယ်ဒါပေမဲ့အာဆင်နယ်လည်းအရန်ပို့လို့မရဘူးဘာလို့လဲဆိုတော့အဆင့်3မှာရှိတဲ့နယူကာဆက်တက်တပွဲရော့ထားရဆိုရင်ရမက4မှတ်ပဲกว่าဒီညသာအစ်ဆွတ်တောင်းကိုအာဆင်နယ်နိုင်ခဲ့ရင်ရမက်9ပွဲကြွကြလောက်အမှတ်ဖြတ်ထားနိုင်မယ်နေသားပေါ့လေအာဆင်နယ်ဒီညနိုင်လိုက်လို့ရှိရင်တော့ချန်ပီယံလိကို ACC စိတ်လွတ်လွတ်ကန်လို့ရပါပြီအာဆင်နယ်အတွက်ဆိုရင်တော့ချန်ပီယံလိဝင်ရပူစရာမလို့ဘာကြောင့်လဲဆိုတော့လာမယ့်ရာသီချန်ပီယံလိဝင်ကပရီးမီးယားလိက9တင်းထိရတာလေအဲ့တော့ကန်ဆိုးလုံးလို့အဆင့်6ကိုရောက်သွားတဲ့အသေးလောက်မှပဲ ဒီ Champions League ဝင်ဝင်ကနေပြီးတော့လွဲချော်ဖို့ရှိရပါလေ။ဒါပေမဲ့ Arsenal ကအဆင့်နှစ်နဲ့ဝင်တော့ပိုကောင်းတာပေါ့။ဘာကြောင့်လဲဆိုတော့ Premier League ရဲ့စုကြည်ပေးမှုပုံစံတွေရဆိုရင်အဆင့်တစ်ခုတစ်ခုတိုင်းမှာစုကြည်ပို့ပြီးရတယ်။ဂုံတိတ်ခါအရာရောရက်တိမှုအရာရောပြီးတော့ Arsenal တို့ရဲ့ကြိုးစားအထောက်မှုရဆိုရင်တော့အဆင့်၁မရခဲ့ပေမဲ့ဒီရာသီမှာတော့အဆင့်၂ကတော့သူတို့အတွက်ထိုက်တန်တယ်လို့ကျွန်တော်ထင်တယ်။ဒီနေရာနေတော့ကျွန်တော်မဖယ်ပေးချင်တော့ဘူး။အချင်းချင်းစားနှုတ်ကြတော့ရှိရပြီ။ ဒုတိယလူဘာညာစီတူလင်ဆိုပြီးစာရင်မဲ့တကယ်တကယ်တော့ဒီလိုမျိုးဒုတိယနေရာကိုရအောင်ယူဖို့ဆိုတာကလည်းယာတိတိုင်းတော့လကူတဲ့ယာတော့မဟုတ်ပေါ့လေအာဆင်နယ်တင်းကတော့ရမှတ်63ပန်းဒီနေ့မှနယူကာဆယ်ကတပွဲပိုကန်ပြီးတော့မနေ့ကညတော့ကဘီလာကိုရှုံးသွားခဲ့တာလေးကိုးတကိုးနဲ့တော်တော်ကြီးတို့ခံပြင်းသွားမှာအစတွန်ဘီလာဒီနဲ့ဒီချန်ပီယံလိဝင်ဝင်အတွက်အကျိတ်နေဖို့မှပြန်ပြီးတိုးဝင်လာတာတွေ့ရတယ်။အကယ်၍များသာနယူကာဆယ်နိုင်သွားခဲ့လို့ရှိရင် အာဆင်နယ်တမပြောကွန်မတီထားဒါပေမဲ့သူတို့ရှုံးသောခဲ့တယ်ဖြစ်တဲ့အတွက်အာဆင်နယ်ကဒီညနိုင်ခုနှစ်မှတ်အထိအနည်းဆုံးအဆင့်၃အမှတ်ဖြတ်ထားနိုင်ပါပါမန်ချက်စတာစီးတီးကတော့တကယ်ကိုမှမိနစ်80ကျော်အထိသူတို့ယုံကြည်မှုအပြည့်နဲ့တိုက်စစ်ဆော့ွားတယ်နောက်ဆုံးတော့နှစ်ကိုးပြက်နဲ့နိုင်သွားခဲ့တာတွေ့ရတယ် န်မချက်စတာစီးတီးကတော့မချက်စတာစီးတီးပါပဲဒီ season လေးကိုတရားဝင်ကြီးပုံပြီးတဲ့ရှုဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ကို6916633936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်လို့ဝင်ပုံကိုချန်ရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပေးလို့ရပါတယ် Viber ခွေချကို Sport Internet ငါးသလုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Iswet Town နဲ့နောက်ဆုံး၅ချိန်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ဖော်ပြပေးတော့မှာပါ Arsenal တို့ကတော့ Iswet Town ကိုဒီ2000 တခုနဲ့2002ခုနဲ့ဘောလုံးရာသီမှာတော့နှစ်ကြော့တွေ့ခဲ့တယ်။အဲ့ဒီတုန်းကတော့အာဆင်နယ်သည်နှစ်ကြော့စလုံးကိုနှစ်ကိုပြက်နဲ့နိုင်ယူနိုင်ခဲ့ပရီးမီးယားလိမှာပေါ့လေ။နောက်တစ်ကြော့တွေ့တာကကြတော့ဒီ2010 2017ဘောလုံးရာသီမှာတော့ကျွန်တော်တို့ကတည်းရှုံးထွက်အဆင့်ခါလာပုံမှာတွေ့ခဲ့တာ။ပထမကြော့က 1C ဒုတိယကြော့က 3C နောက် တချိန်တွေ့တာတော့ဒီရာသီဘောလုံးရာသီမှာဗောလေပထမအကြောဖြစ်2024-2025ဘောလုံးရာသီမှာတော့1စီးဆိုတဲ့ရလိုက်တဲ့နိုင်ခဲ့တယ်တလုံးနဲ့တော့ကိုတော့လက်ရှိဒီမှာကာလာရှီနားနေခဲ့တဲ့ခိုင်ဘက်ကသွင်းသွားခဲ့တာပါခိုင်ဘက်ကိုတတိယပါတယ်နောက်ဆုံးသူအရှိမဖီနီရှင်နဲ့ပတ်သက်ပြီးညံကောင်းညံ့နေဆိုပေမဲ့အမြဲတမ်းအသင်းအတွက်ဆိုပယိုးနယိုးတွေကြားတဲ့အထိပေးဆက်ကစားနေတဲ့ကစားသမားတော့ဒီရာသီ မကုန်ခင်မှာအသင်းနဲ့ပြင်ပပူပေါင်းလာနိုင်ဖို့အတွက်ပြန်လည်ထူထောင်ရေးလုပ်နေလို့လည်းကြားသိရပါဗျ။ဒါကြောင့်မလို့နောက်ဆုံး၅ကြိမ်တွေ့ဆုံမှာတော့အာဆင်နယ်တင်ပရီးမီးယားလိ၃ပွဲနိုင်ထားတယ်။ခါရာဘောင်၂ပွဲနိုင်ထားပြီးတော့ဒီအသင်းနဲ့ပတ်သက်ပြီး record ရှိရဗျ။အဲ့ဒါကအာဆင်နယ်တင်ကဒီသူတို့အနေနဲ့၁၄ပွဲဆက်ရှုံးပွဲမရှိတဲ့အသင်းက post mark ဒုတိယမြောက် ဆက်တပွဲဆက်ရှုံးဝဲမရှိတာကတော့ဒီအစ်ဆွတ်တောင်းဆိုပြီးတော့ record တွေကဖော်ပြသွားတယ်အာဆင်နယ်ကအဲ့ဆက်တပွဲမှာဆိုရင်တော့နိုင်ပွဲက6ပွဲသေ2ပွဲကျတာတယ်ဒါကြောင့်မို့ဒီနေ့ညအစ်ဆွတ်တောင်းမှာပေါ်လို့တော့မရဘူးအဝေးကွင်းလည်းဖြစ်တာဖြစ်တဲ့အတွက်အာဆင်နယ်တို့ဘယ်လိုရလဒ်ယူသွားနိုင်မလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုထွတ်လိုက်အာဆင်နယ်လက်ဖေးဆိုင်ဆိုတဲ့ပိတ်မှာပြသပြီးသွားပါမယ်